မင်္ဂလာပါရှင်ဒီနေ့ဆရာမတို့ဆက်ပြီးသွားမှာက grade 4 mathematics ရဲ့အခန်း6 area ပဲဖြစ်ပါတယ်ဆူဆိုးဒီဆူဆိုးဒီသူ့ဤချန်သေးတွင်ပန်းခင်းတစ်ခုပြုလုပ်သည်ပထမဦးစွာဒါမန်စုကံပုံ200တခုကိုကျိုးဖြည့်ကန်ရရမည်ကျိုးရဲ့ရှည်မီများလိုအပ်မည်နည်းတဲ့အဲ့တော့ဆရာတို့စစကြည့်အောင်ဆိုးဆိုးကသူ့ရဲ့ channel မှာပန်းခင်းတခုလုပ်မယ်ပန်းခင်းဆိုတာဒီလိုပုံစံမဲလားဟုတ်ပြီနော်ပန်းခင်းဒီဘယ်လိုပုံစံလဲဆိုတော့ဒါမန်စုကံပုံပန်းခင်း ဆိုတော့ဒါလေးပေါ့နော်ပန်ခင်ကဒီမှာဒီလိုမျိုးလေးရှိတယ်ဆိုတဲ့ခါကျတော့ဆရာမတို့ဒီအဲဒီလိုလေးကန်ရလိုက်မယ်ဒါ9မီတာဒါကကြတော့3မီတာဒါဆိုလို့ရှိရင်သူကဒေါက်မန်စတူဂန်ပုံပုံစံဖြစ်တဲ့အတွက်ကြောင့်ကျိုးနဲ့ကန်ရမှာကျိုးရဲ့ရှေ့ဘလောက်လို့တလဲဆိုဒါ9မီတာဆိုတော့ဒီဘက်က3မီတာဒါလည်း9မီတာလို့မယ် ဒါလည်းပဲ3မီတာရှိမယ်။ကြဲဒါဆိုရင်မိမြချင်းနဲ့ရေးမယ်။ကျိုးဝဲရှည်ဘလောက်လိုမလဲ။လိုမဲ့ကျိုးဝဲရှည်ဒီ9ပေါင်း3ဟုတ်ပြီနော်။9မီတာ အပေါင်း3မီတာအပေါင်းဒီ9မီတာလည်းပေါင်းရမယ်။ပြီးတော့မှ3မီတာလည်းပေါင်းရမယ်ဟုတ်လား။အဲ့ဒီခါမှာဆရာတော့ကျိုးနဲ့အရှိနဲ့တိုင်းမယ်ကျိုးနဲ့ကန်ရမယ်ဆိုကျိုးအရှိကိုသိချင်တာကျိုးရဲ့ရှည်သေးတာ9ဒါ3ဒီဟာ9ဒီဟာ3ဟုတ်တယ်နော်ဒါမှမဟုတ် student ဖြစ်တဲ့အတွက်ကြောင့်မလို့မျက်နှာချင်းဆိုင် အဲဒီအနားတွေရဲ့အလျားကကျူတယ်။ဒါကြောင့်အားလုံးကိုပေါင်းလိုက်မယ်9ရဲ့3ရဲ့က8ဒါဒီဘက်ကလည်း8ဆိုတော့8ရဲ့8ရဲ့က16ဆိုတော့လိုမာဒီဘလောက်လိုမလဲဆိုတော့16မီတာဆိုပြီးလိုမယ်အဖြေနေရာမှာ16မီတာဆိုပြီးရေးလိုက်ရမယ်။အဲ့တော့ဒီလိုအပ်တဲ့ကျူ 16မီတာဒီဘာလဲဆိုတော့ပက်လေအနာလို့ခေါ်တယ်ဟုတ်လားဆိုတော့ပုံတပုံတွင်ပက်ပက်လေအနာအလျားကိုအစိုးပါပုံဤပက်လေအနာလို့ခေါ်တယ်ခုဆရာမတို့ပေါင်းလိုက်တဲ့ဒီ9ရယ်3ရယ်9ရယ်3ရယ်ဆိုတာဒီအနာ၄နာစလုံးကိုပေါင်းလိုက်တာ ဟုတ်လားဒါမှစတူဂဲမာဒီအနားလေးနားရှိတဲ့အထွက်ကြောင့်မလို့လေးနားစလုံးကို ပေါင်းလိုက်လို့ရတဲ့ဒီ16မီတာကိုပတ်လေအနားလို့ခေါ်တယ်ဟုတ်လားဆက်စပ်ပြန်ပြောပါမယ်ပုံတပုံဤပတ်ပတ်လေအနားအလျားကိုအဆိုပါပုံဤပတ်လေအနားဟုခေါ်သည်ကဲတကယ်လို့သာပတ်လေအနားရဲ့အလျားကို ရှားပါလို့ပြောလို့ရှိရင်ဒီကအနား9မီတာဒီက3မီတာ9မီတာ3မီတာအားလုံးကိုပေါင်းပေးရမယ်အဲ့ဒါဒီပတ်လေအနားညာပြီလား ဆိုတော့အဆိုပါဒေါမန်စုခင်ဤပက်လေအနာဒီဒါဆိုရင်ဒီဒေါမန်စုခင်ရဲ့ပက်လေအနာဘလောက်ရှိလဲ16မီတာရှိပက်လေနာဆိုတာဗာလဲပက်ပက်လေအနေအနာအလျားကိုပက်လေအနာလို့ခေါ်ရရမလားကဲဒါဆိုတော့အောက်ပါဒေါမန်စုခင်ကာကြီးနဲ့စုရန်ခဝေးတို့ဤပက်လေအနာများကိုရှားပါ ဆိုတော့ဆရာမတို့ကဘာဟုတ်ရှာပေးရမှာလဲပက်လေအနာကဲပက်လေအနာဆိုတာဘာလဲခုနကပြောပြီးပြီပုံတပုံဤပက်ပက်လေအနာအလျားကိုပက်လေအနာလို့ခေါ်တယ်ဒါဆိုဒါဘာပုံလဲဒေါမန်စတူကန်ဒါကကြတော့စတူယန်ဆိုတော့ပုံကကြီးဟာဒေါမန်စတူကန်ဤပက်လေအနာဆိုပြီးရှာလိုက်မယ်ဒေါမန်စတူကန်ဤပက်လေအနာ အနားတွေအားလုံးကိုဘာလို့လိုက်ယုံပဲလဲပေါင်းလိုက်ယုံပဲဆိုတော့ပေါင်းမယ်ဒါ၄မီတာ၂မီတာဒါလည်း၄မီတာဒါ၂မီတာဆိုတော့၄အပောင်း၂အပောင်း၄အပောင်း၂ဆိုမှခွင်းလေးပိတ်လိုက်မယ်ပြီးတော့သူ့ရဲ့ unit ကိုပါတခါတည်းထည့်လိုက်မယ်မီတာဆိုပြီးတော့ရပြီနော်ဆိုတော့ပေါင်းလိုက်တဲ့အခါမှာ၄ရက်၄ရက်၆၆ရက်၆ရက်ကစနစ်ဆိုတော့စနစ်မီတာဒီဒေါမန်စတူဂန်ရဲ့ပတ်လည်အနားဒီစနစ်မီတာရှိတယ် ညာပြီနော်နောက်တစ်ခုဒီဟာကစတူရင်ငါ3မီတာဒီဘက်က3မီတာဒါလည်း3မီတာဒါလည်း3မီတာဆိုတော့ဒီပုံဒီစတူရန်ပုံဖြစ်တယ်ဆိုတော့စတူရန်ဤစတူရန်ပုံဤပလဲနာဆိုတော့အားလုံးကိုပေါင်းလိုက်မယ်ဟုတ်လားညီမချင်းပေါင်းရမှာဒီ3အပောင်း 3အပေါင်း3အပေါင်း3ဆိုမှခွင်းလေးပိတ်လိုက်မယ်။နောက်ကဘာရေးရမှာလဲမီတာဆိုမှရေးရမယ်။ဆံမတာမဆက်လို့ဒီမှာလေးရေးပြပါမယ်။3အပေါင်း3အပေါင်း3အပေါင်း3ခွင်းစာခွင်းပိတ်မီတာဆိုပြီးရေးလိုက်မယ်။ဟုတ်ပြီလား။ဆိုတော့3 3 3 3ပေါင်းလိုက်တော့ခါကျတော့ရမှာဒီ cm မီတာဆိုပြီးရရ။ဟုတ်ပြီလား။ နံပါတ်၄ကကြတော့အောက်ပါပုံများကြီးပက်လယ်အနားတို့ရှားပါကဲပက်လယ်အနားဆိုတာပါလဲခုနကပြောပြီးပြီအနားတွေအားလုံးပက်ပက်လယ်အနားတွေအားလုံးကိုပေါင်းလိုက်ချင်းဒီပက်လယ်အနားဖြစ်တယ်ဆိုတော့ကျွန်တော်ပုံကကြီးရဲ့ပက်လယ်အနားရှာမယ်ရေးလိုက်မယ်ပုံကကြီးဤပက်လယ်အနားညီမြချင်းကဲဘာရီကိုပေါင်းမလဲ၄စင်တီမီတာ၅စင်တီမီတာ၃စင်တီမီတာပေါ့ဘယ်လိုပေါင်းမောင်းရလဲ 3စင်တီမီတာ4စင်တီမီတာ5စင်တီမီတာ unit ကိုထည့်ကိုထည့်ပေးရပါမယ်စင်တီမီတာဆိုပြီးတော့ဟုတ်ပြီနော်ကဲပေါင်းလိုက်တဲ့ခါကျဘလောက်ရလဲ3ရဲ့4ရဲ့က9ခုနဲ့5ကဆက်နဲ့ဆိုတော့ဆက်နဲ့စင်တီမီတာဆိုပြီးတော့ရမယ်နောက်တစ်ခုကပုံခခွေရစာရေးမယ်ခုနလိုပဲပုံခခွေဤပက်လေအနာဆိုတော့ရေးလိုက်မယ်ဟုတ်လားပုံခခွေဤပက်လေအနာကဲဘာတွေပေါင်းမှလဲ3နာနီ3ခင်3နာနီ3ခင်ဆိုတော့ အနာသုံးနာစလုံးညီတယ်သုံးနာညီတိကံဆိုတာအနာသုံးနာစလုံးညီတယ်ဒါကြောင့်မလို့ဒီအနာ3စင်တီမီတာဆိုရင်ဒါလည်း3စင်တီမီတာဒါကလည်း3စင်တီမီတာကဲပက်လယ်နာပေါင်းပါဆိုရင်3စင်တီမီတာအပေါင်း3စင်တီမီတာအပေါင်း3စင်တီမီတာဟာလားဆိုတော့ပုံခွေဤပက်လယ်နာညီမြချင်း3အပေါင်း3အပေါင်း3ဝင်းပေနောက်က unit ပါလာမှာလေစင်တီမီတာဆိုပြီးရေးပေးရမယ်ဟုတ်ပြီနော်စင်တီမီတာကဲဆိုတော့ပေါင်းလိုက်မယ် 3ရေ3ရေ6 6ရေ3ရေ9ဆိုတော့အဖြေက9စင်တီမီတာအဲ့မနော်နောက်တစ်ခုပုံကားငယ်ဤပလဲနာဆိုတော့ရေးလိုက်မယ်ပုံကားငယ်ဤပလဲနာညီမချင်းရစာရေးရမယ်နော်ပုံကားငယ်ဤပလဲနာကဲအနားရအားလုံးဒီခုနပြောသလိုအနားအားလုံးရဲ့အဒီ အလျားတွေကိုပေါင်းပေးရမယ်ဆိုတော့ဒီမှာပါရှိလဲဆို6စင်တီမီတာရှိတယ်ဒါက10စင်တီမီတာဒါက4စင်တီမီတာဟုတ်ပြီနော်ပြီးတဲ့အခါမှာဒါလေးမပေးထားဘူးဘာပါလားဒါလေးမပေးထားတော့ဆရာမတို့ဘယ်ကနေတိရမလဲဆိုတော့ဒါက10စင်တီမီတာအကုန်လုံးက2စင်တီမီတာဆိုတော့ဒီတစ်ချမ်းဒီတက်ပြီးတော့ဒီဘက်ကပိုနေတဲ့အပိုင်းကလေးတစ်ပိုင်းဒီဘယ်လောက်ရှိမှလဲဆိုတော့10စင်တီမီတာရှိမယ် ။ဘာပေါ့တယ်နော်။ကဲဒါဆိုရင်ဒါလေးလည်းမပေးထားဘူး။ဒါကိုဘယ်လိုသိရမလဲဆိုတော့ဒီတစ်ခုလုံးက6စင်တီမီတာ။ဒီမှာ तू ကဒီထိက4စင်တီမီတာဆိုတော့ဒီဘက်ကပိုနေတဲ့အပိုင်းဒီ2စင်တီမီတာပေါ့။ဟုတ်လား။ဒါမှသာလျှင်6 ဒါလည်း6ဖြစ်မှာလေ4အပေါင်း2က6ဖြစ်မယ်နောက်ဆိုဒါက2စင်တီမီတာဒီအခုလုံးသိသွားပြီဆိုရင်ဆရာတို့ပေါင်းလိုက်လို့ရပြီဒါက6စင်တီမီတာဆိုတော့6အပေါင်းဒါက1ဆိုတော့1အပေါင်းဒါလေးက4ဆိုတော့4အပေါင်းဒီဟာက1 1အပေါင်းဒါလေးက2ဆိုတော့2အပေါင်း ဒီဘက်ကဒါလေးရလဲနှစ်ဆိုတော့နှစ်ဆိုတော့ရသွားပြီ။ကဲနောက်မှာဗာရေးရအောင်မလဲစင်တီမီတာဆိုပြီးတော့ရေးပြရအောင်မယ်။ unit ဒီမမေ့ပါနဲ့။ unit ကအဓိကဖြစ်တယ်နော်။ကဲဒါဆိုရင်ပေါင်းလိုက်မယ်6ရက်7ရက်9ရက်4နဲ့7 12 14 16ဆိုတော့ဘလောက်ရလဲ16စင်တီမီတာဆိုပြီးတော့ရသွားရောဟုတ်လား။အဲ့တော့ပက်လေအနားရှာတဲ့အချိန်မှာမလုပ်လိုက်ရုံပဲလဲဆိုတော့အနားတွေအားလုံးရဲ့အလျားတွေကိုပေါင်းလိုက်ရုံပဲ ဟုတ်ပြီနော်ကြရတော့ကြည်အောင်နံပါတ်3ပက်လက်အနာ7စင်တီမီတာရှိသည့်ပုံအမျိုးမျိုးကို အောက်ပါ10စင်တီမီတာ စတုရန်ကွက်များပါသောဆိုင်ရွက်ပေါ်တွင်ရေးဆွဲပါပက်လက်အနာကိုဆက်မတော့7စင်တီမီတာဖြစ်ခြင်းနဲ့7စင်တီမီတာရှိတဲ့ပုံကိုဆွဲမယ်အဲ့ဒီမှာဒီတကွက်တီဘလောက်ရှိလဲဆိုတာ10စင်တီမီတာဒီဘက်က10စင်တီမီတာဒါလည်း10ဒါလည်း10ဒါစတုရန်ကွက်ကလေး10စင်တီမီတာ စတုရန်ကွက်ကလေး ၁၀စင်တီမီတာအနားရရှိတဲ့စတူရန်ကွက်တွေပေးထားတယ်။အဲ့ဒီမှာကိုက၁၂စင်တီမီတာပတ်လည်အနား၁၂စင်တီမီတာရှိတဲ့ပုံလေးကိုဆွဲပါတဲ့။ကိုကြိုက်တဲ့ပုံဆွဲလို့ရတယ်ဟုတ်လား။ဆိုတော့ဘယ်လိုစဉ်းစားမလဲဆိုတော့အနားလေးနာနဲ့ဆွဲမယ်ဆိုရင်လေးနာလုံးပေါင်းလို့ရှိရင်၁၂စင်တီမီတာရရမယ်။အနား၅နာနဲ့ဆွဲကျင်တယ်ဆိုရင်၅နာပေါင်း၁၂စင်တီမီတာရရမယ်။၃နာနဲ့ပဲဆွဲမယ်ဆိုရင်၃နာပေါင်းပြီး၁၂စင်တီမီတာရရမယ်။အဲ့ခါကျတော့ဆရာမတို့ဘယ်လိုလေးစဉ်းစားကြည့်မယ်။ ဲ့တော့ဆင်မဒီကနေပြီးတော့1 2 3 4 5 5စင်တီမီတာကိုတုံးလိုက်မယ်ဟုတ်ပြီနော်ဒါက5စင်တီမီတာဒီဘက်ကိုကွက်လိုက်မယ်ဒါလေးကလည်း5စင်တီမီတာအကွက်လေးကွက်လိုက်မယ်ကဲဒါဆို10စင်တီမီတာရှိသွားပြီအဒီဘက်က10စင်တီမီတာနဲ့ဒါလေးက10စင်တီမီတာဆိုတော့ဘယ်လောက်ရှိသွားရောလဲ12စင်တီမီတာရှိသွားရောပေါ့ဒါဆို1 2 3 4 5 6 9 10 11 12စင်တီမီတာရပြီနော်အဲ့တော့နောက်တစ်ပုံစံကျမဘယ်လိုဆွဲမလဲဆိုတော့

ဆက်နဲ့ကဲရသွားရောဒါလေးကလည်းဆက်နဲ့စင်တီမီတာဟုတ်လားဆိုတော့ပြန်ရည်ကြည့်လိုက်ပေါ့10နဲ့3 4 5 6 9 8 9 10 11 12ဆက်နဲ့ဆက်နဲ့စင်တီမီတာပတ်လည်နာဆက်နဲ့စင်တီမီတာရှိတယ်ပုံရသွားပြီအဲ့တော့နောက်ထပ်ကလေးတို့အနေနဲ့တခြားဆွဲချင်တာရှင်လည်းဆွဲလို့ရတယ်ဥပမာဆရာမတို့က4စင်တီမီတာအဲဒီအနားတစ်ဖက်ရှိတယ်10နဲ့3 4 4စင်တီမီတာနဲ့ဆွဲမယ်ဆိုရင်ကြတော့အာဒီဘက်က နော်ဒီဘက်ကိုလည်းဆရာမတို့၄ဆိုရင်မှသုံးလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒီဘက်ကလည်း၄၁၂3 4ဖြစ်သွားပြီဒီထိပဲယူမယ်နော်ဒါကလည်း၄ရတာဆိုလို့ရှိရင်ရှစ်ရှိသွားပြီရှစ်ဆိုတော့30ဒီဘက်ကနေစနစ်ပေါ့ဒီလိုလေးလဲဆွဲလို့ရတယ်ကိုကြိုက်တဲ့ပုံစံဆွဲလို့ရတယ်ဒါအောင်ဆရာမတို့ဒီလိုထောင်ပြီးလို့ရှိရင်ဒီဘက်ကိုလဲလာလို့ရတယ်ဟုတ်ပြီနော်10 3 4 5ဆိုတော့50စင်တီမီတာဒီလိုလေးဆွဲ ဒီမှာဒါလေးက6ဒီဘက်က9ဖြစ်ဒီဘက်ကစတူရမ်မစတူကရဲ့အနားတစ်ဖက်ငါဒါလည်းရသွားရောလားဒါလေးကတော့ပို့သွားတယ်။ဒီအဲ့တော့ဒီမှာကကလေးတို့အနေနဲ့ကိုယ်အစင်ပြင်မဲ့ဟာလေးဆွဲလိုက်။အဲ့တော့ဆက်မလို့ဒီလိုလေးလာလို့လည်းရတယ်။1နဲ့3လေး4စင်တီမီတာဒါလေးကိုယူလိုက်မယ်။ဒီဘက်မှာဒီ1နဲ့3ဆိုတော့9စင်တီမီတာ ဘက်လေးနဲ့ဆိုရင်8စင်တီမီတာဒီလိုလာလိုက်မယ်9စင်တီမီတာ10 17စနစ်12စင်တီမီတာဟုတ်လားဆိုတော့နည်းနည်းတော့ပို့သွားရတယ်နော်ဟုတ်လားအဲ့တော့ကလေးတို့အစင်ပြေမဲ့ပုံကိုဆွဲပါနော်လားဒါဆရာမတို့ပို့သွားမယ်1 2 3 4 5 6 7 8 9 10 11 12 12ဒီနားမှာတင်ရသွားပြီဆိုဆရာမတို့က1 2 3 4 5 6 9 10 17 12ဒီနားမှာပိတ်လိုက်တော့ အပွားဟာလေးကိုဖြတ်လိုက်ပြီးမှဒီလိုမျိုးပုံလေးဆွဲလိုက်လို့ရှိရင်ရသွားရဟုတ်လားဒါစီ7 cm ပတ်လည်အနာရှိတဲ့အာဒီပုံအမျိုးမျိုးရသွားရဟုတ်လားအဲ့တော့ကလေးတို့ကတော့ဆယ်မလို့ထည့် idea ပို့ပြီးကောင်းပါတယ်ပို့ပြီးလာတဲ့ပုံလေးဆွဲလို့ရတယ်အယောင်လေးတွေလည်းချေလို့ရတယ်ဟုတ်ပြီနော်အဲ့တော့စာကိုရှေ့မသွားခင်မှာ အခုတင်လိုက်တဲ့တစ်ချက်ဘာလဲဆိုတော့ပုံတပုံရဲ့ပတ်ပတ်လဲအနာအလျားကိုအဆိုပါပုံရဲ့ပလဲနာလို့ခေါ်တယ်။အဲ့ဒီမှာပလဲနာဆိုတာဘာလဲဆိုတာမသိဘူးဆိုလို့ရှိရင်တော့ဒီအာဒီပန်ခင်းလေးတစ်ခုလုပ်ဖို့ရန်အတွက်ကျိုးအလျားဘလောက်လို့တလဲဆိုတဲ့အချက်ကျိုးအလျားသည်9353 53, အကုန်လို့တာဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးပေါင်းလိုက်ချင်းသည်ပက်လယ်နာဖြစ်တယ်ဆိုတဲ့အချက်တစ်ချက်ဟုတ်ပြီနော်ဆိုတော့ဆင်မလို့ဒါပြီးရင်ဘဘကောင်းစင်အစ်တက်သွားတော့မယ်နောက်ကောင်းစင်သည် area ်ဆွဆွနဲ့ထွန်းထွန်းတို့သည်အုတ်ခဲအလုံး20ဖြင့်ပန်းခင်းတစ်ခုစီပြုလုပ်ကြသည်မိသူ၏ပန်းခင်းသည်ပိုကြီးသည်နည်းတဲ့ဆွဆွနဲ့ထွန်းထွန်းကအုတ်ခဲအလုံး20နဲ့ပန်းခင်းလုပ်ထားတယ်တဲ့အဲ့တော့ပန်းခင်းတစ်ခုစလုံးရဲ့ပက်လယ်နားတူကြတယ်ပန်းခင်းနှစ်ခုစလုံးရဲ့အရွယ်စားကရောတူရဲ့လားကဲဒါဆင်မတို့ကပက်လေအနာကိုအရင်စဉ်းစားကြည့်မယ်ပက်လေအနာဒီအုတ်ခဲနဲ့စဉ်းစားမယ်နော်ဒါဒီဆွဆွရဲ့ပန်းခင်းဒါထွန်းထွန်းရဲ့ပန်းခင်း ။အုတ်ခဲသည်သူကလည်း20တုံးထားတယ်သူကလည်း20တုံးထားတယ်။ဆိုတော့ပက်လယ်အနားသည်ပေါင်လိုက်လို့ရှိရင်အုတ်ခဲ20သူကလည်းပေါင်လိုက်လို့ရှိရင်အုတ်ခဲ20ပက်လယ်အနားတူတယ်။ကဲအေရိယာတူမတူဆရာမတို့ကစဉ်းစားကြည့်ရအောင်။ဟုတ်ပြီနော်။ဆိုတော့အာဒီပန်ခင်တစ်ခုကဒေါမန်စတူဂန်ပုံဒါကဒေါမန်စတူဂန်ပုံဒီဘက်ကပန်ခင်ဒီဘာလဲဆိုတော့အာဒီစုရန်ပုံဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့အနားတွေကိုကြည့်လိုက်အောင်1 2 3 4 5 6ဟုတ်ခဲ6ခဲ ်ဟုတ်ပြီနော်ပြီးတော့မှโอเคလုံး6လုံးဒီဘက်မှာ1 2 3 4โอเคလေးလုံးဒါဆိုတော့ဒီဘက်ကလည်းဒါ1 2 3 4 5 6โอเค6လုံးဒါ3 2 3 4โอเค4လုံးဆိုတော့ဒါကတောင်မန်စတူကင်ဒါကကြတော့โอเคဒီ1 2 3 4 5โอเค5လုံးဒီဘက်ကလည်း5လုံးဒီလို5လုံးဒီလို5လုံးဆိုတော့ဒါ၄စတူရန်ပုံဒါကကြတော့တောင်မန်စတူကင်ပုံတောင်မန်စတူကင်ပုံပန်းခင်ဒါကကြတော့စတူရန်ပုံပန်းခင်ဟုတ်ပြီဒီနှစ်ခုရဲ့ပက်လေနာတော့တူတယ် ဇမတ်တစ်ချက်တည်သွားပြီသူတို့အားလုံးကိုပေါင်းလိုက်လို့ရှိရင်ပါလေ20ရှိတယ်ပက်လယ်နာဒီအုတ်ခဲ20လုံးဒီဘက်ကလည်းပက်ပက်လယ်နာဒီအုတ်ခဲ20အလုံး20ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဇမတ်တို့ကဒီတစ်ခါဘာကိုလေ့လာမှလဲဆိုတော့ဧရိယာကိုလေ့လာမှဆိုတော့သူတို့ရဲ့အရွယ်အစားတူရဲ့လားဧရိယာဒီတူရဲ့လားဆိုတာမျိုးကိုဆက်ပြီးတော့လေ့လာမယ်ဆိုတော့ဒီနှစ်ခုရဲ့ဧရိယာကိုဆက်မတော့နိုင်ရှင်မယ် အောက်တင်ဖော်ပြသောဒေါမန်စတူဂန်ကာကြီးနှင့်ဒေါမန်စတူဂန်ခါဝေးတို့၏အရွယ်အစားမိတို့နိုင်ရှင်ရမည်ကိုစဉ်းစားပါစမရနိုင်ရှင်တော့မည်ဟုတ်ပြီနော်ပထမအဦးဆုံးဘယ်လိုလုပ်ကြည့်မလဲဆိုတော့အောက်ပါပုံစံအတိုင်းတစ်ခုအပေါ်တစ်ခုထက်ပြီးအရွယ်အစားနှစ်ခုဓာတ်ရိုက်နိုင်ရှင်ကြည့်မယ်။ကျမတို့ကပထမအဦးဆုံးဘာလုပ်မလဲဆိုလို့ရှိရင်ဒါကဒီပုံဒီစုရန်ပုံဒါဒီဒေါမန်စတူကင်ဆိုတော့ဒီလိုပို့နေတဲ့အစိပ်ပိုင်းကိုဒီမှာဖြတ်လိုက်တယ်။ဖြတ်ပြီးတော့မှလာကက်လိုက်တယ် ဟုတ်ပြီနော်အဲ့လိုမျိုးလေးလုပ်ကြည့်မယ်တဲ့သူကကြတော့ဟုတ်လားဆိုတော့ diamond stone နဲ့ stone ရံကိုအပေါ်အောက်ထက်လိုက်ပါအပြင်ထွက်နေတော့အပိုင်းကားငယ်နဲ့ဂါကြီးကိုခွဲထုတ်ပြီးအရွယ်စားမြောင်နိုင်ရှင်ပါအပြင်ထွက်နေတဲ့အပူနေတဲ့အစိပ်ပိုင်းဒါလေးကပူနေတယ်ဒီဘက်ကလည်းဒါလေးကပူနေတယ်ဟုတ်လားပူနေတဲ့အစိပ်ပိုင်းတစ်ခုစလုံးဖြတ်ထုတ်လိုက်ပြီးတော့မှဒီဒီမှာထက်လိုက်မယ်တဲ့ ဒီလိုထက်လိုက်တဲ့အချိန်မှာအပြင်ထွက်နေတဲ့အပိုင်းကားငယ်နဲ့ဂါကြီးဒီအပေါ်အောက်ထပ်ပါဒီမှာအပိုင်းကားငယ်နဲ့ဂါကြီးနဲ့အပြင်ထွက်နေတဲ့အစိပ်ပိုင်းလေးတွေဟုတ်တယ်နော်အဲ့ဒီပိုနေတဲ့အပိုင်းလေးတွေကိုဆရာမတို့ကဖြတ်ထုတ်လိုက်တယ်ပြန်ပြီးတော့ကတ်လိုက်တယ်ကတ်တဲ့ခါမှာဒီပိုတာတွေနည်းနည်းပိုသေးတယ်ဒီမှာ ဟုတ်လားပို့နေတဲ့အစိပ်ပိုင်းနေရှိတယ်။အဲ့ဒီခါကျတော့ဒီတစ်ခုတော့ကြီးမယ်ဘာကပို့ကြီးရလဲဆိုတော့ဒေါမန်စတူဂန်ပုံအဲပန်းချံကအရွယ်အစားပို့ပြီးတော့ကြီးတယ်။ဆီမဒါကိုပုံဆွဲဖို့အချိန်မရလိုက်ပါဘူးနော်။အဲ့ခါကျတော့ဆီမတို့ဒီလိုလေးပဲမြင်မြန်လေးတွားလိုက်မယ်။ပုံတွေကိုအရွယ်တူဆွေရန်ကွက်ကြီးလုပ်ပြီးတော့အရွယ်အစားကိုနိုင်ရှင်ကြည့်မယ်တဲ့။အဲ့တော့ဒီမှာဆီမတို့စတူရန်ကွက်အရွယ်တူလေးလုပ်လိုက်မယ်။ဒီဘက်လဲစတူရန်ကွက်လေးကွက်လိုက်မယ်။အဲ့တော့ ဒီမှာစုရံကွက်ဘယ်နဲ့ကွက်ရှိတယ်လဲဒါဒီတော့မှစုကန်ပုံဒါဒီစုရံပုံစုရံကွက်ကလေးတွေ1 2 3 4 5 6 1 2 3 4 5 6 1 2 3 4 5 6 1 2 3 4 5 6ဆိုတော့6က4ကဆို6လေးလေး24၄တောင်းမှစုကန်ကကြီးမှာရှိတယ်စုရံကွက်ဒီစုစုပေါင်းဒီဘယ်နဲ့ကွက်ရှိလဲ24ကွက်ရှိတယ်24လေးခွက်ရှိတယ်။ရပြီနော်။ဆိုတော့ဒီမှာရည်ကြည့်မယ်။1 2 3 4 5 5 6 1 2 3 4 5 6 တက်ဆက်15 20 25ခွဲ့ရှိဟုတ်ပြီနော်ကဲဒါဆိုတော့ဘုရားပူကြီးနေတယ်လေစတူရန်ဒီပူပြီးတော့ကြီးနေတယ်သဘောပေါက်လားအဲ့တော့ပုံတွေကိုအရွယ်တူစတူရန်ကွက်ကြီးလုတ်ပြီးတော့အရွယ်ဆောင်နိုင်ရှင်ကြီးလိုက်တဲ့အချိန်မှာဒီဒေါမန်စတူရန်ကာကြီးမှရှိတဲ့စတူရန်ကွက်တီ24ကွက် ဒီဘက်မှာကြတော့စတူယန်ခဝင်းမှာရှိတဲ့စတူယန်ကွက်စုစုပေါင်းလေး25ကွက်ရှိတယ်။ဒါဆိုတော့24ကွက်နဲ့25ကွက်ဒီဘယ်ဟာပိုကြီးမလဲဆိုတော့ဒီမှာတကွက်ပိုနေတာဖြစ်တဲ့အတွက်ကြောင့်မလို့25ကွက်ကပိုပြီးတော့ကြီးမယ်ပေါ့။မပေါက်တယ်နော်။အဲ့တော့ဆရာမတို့ဒီအာဒီ area ကိုနိုင်ရှင်တဲ့အခါမှာ area ကိုတွက်တဲ့အခါမှာဒီလိုမျိုးစတူယန်ကွက်ကလေးတွေနဲ့တွက်လို့ရတယ်။ ောက်တစ်ခုကအောက်တွင်စုရန်ကကြီးနေဒါမှန်စုကန်ခဝေးတို့ပြထားသည်မိတိဘုံကပူကြီးတယ်နိမြင်များပူကြီးတယ်နိဒီမှာကကြီးခဝေးနှစ်ခုရှိတယ်ဒီနှစ်ခုမှာဘုရားပူကြီးပါတယ်လေတဲ့ဆိုတော့ဆရာမတို့ကအောက်တွင်ပြထားသည့်အတိုင်း10စင်တီမီတာစုရန်ကွက်များရှိသောဆာရွက်ပေါ်တွင်ပုံနှစ်ပုံကိုကတ်လိုက်တယ်တက်စတူရန်ကွက်တွေရှိတဲ့ပုံနှစ်ပုံကတ်လိုက်တယ်အဲ့လိုမျိုးမကတ်ချင်ဘူးဆိုလို့ရှိရင်လည်းဒီမှာဆရာမတို့ဒါ3စင်တီမီတာဆိုတော့သူ့ကို မျိုးမျိုးလေး3စင်တီမီတာခွဲလိုက်တယ်ဒါလည်း3ဆိုတော့သူ့ကိုလည်း3စင်တီမီတာခွဲလိုက်တယ်ဒီလိုမျိုးအကွက်ကလေးတွေကွက်လိုက်မယ်ပေါ့နော်ဒါကကြတော့အဲဆမ်မရိုဒီစာပြပေါ်မှာတွားမကက်ပဲနဲ့ဒီလိုမျိုးလေးလှုပ်လိုက်လို့ရှိရင်ဒါ10စင်တီမီတာဒါ10စင်တီမီတာ10စင်တီမီတာ10စင်တီမီတာရှိတယ်စတူရန်ကွက်တီတကွက်2ကွက်3ကွက်4 5 6 9 8 9ကွက်ရဟုတ်ရနော်ကြည့်ဒါကိုလည်းပဲဆမ်မရိုအဲ့ဒီနည်းနဲ့တွားမယ်သူဒီ10စင်တီမီတာဆိုတော့10စင်တီမီတာ10စင်တီမီတာခွဲလိုက်မယ်5စင်တီမီတာဆိုတော့10နဲ့ အတိအကျခွဲရမှာပေါ့နော်ဒါဆိုတော့အကျန်းဆိုဒီလိုမျိုးလေးခွဲလိုက်ပြီးတော့မှ10 cm စတူရန်ကွက်ပေါင်းဘလောက်ရှိတယ်လဲဆိုတာမျိုးလေးအရှာကြည့်လိုက်မယ်ဟော1 2 3 4 5 6 7 8 9 10ဒီမှာက10ခွဲရှိတယ်ဒီမှာဒီမနက်ကွက်လဲ9ခွဲရှိတယ်စကဲတာဆိုရင်ဘုရားပိုကြီးလေဒီကဒေါမန့်စတူရန်ခခွေရပိုပြီးတော့မှကြီးတယ်ပေါ့လေအဲ့ခါကျတော့ဒီမှာကျတော့သူကဘာလုပ်လိုက်တယ်လဲဆိုတော့ကတ်လိုက်တယ် အဲဒီစတူရန်ကွက်တွေပါတဲ့ဆာရွက်ပေါ်မှာကက်လိုက်တယ်။ပုံတပုံစီဒီအနာ1စင်တီမီတာရှိရှိတော့စတူရန်ကွက်မိမြဝင်ဆန်းတယ်နိ။ဒီမှာစတူရန်ကွက်တွေဘလောက်ဝင်ဆန်းတယ်လဲ။အဲ့တော့ဒါကလည်း1စင်တီမီတာစတူရန်ကွက်တစ်ကွက်ဆက်မလို့ပေါ်မှာလောက်တယ်လို့ပဲ။ဟုတ်ပြီနော်။ဆိုတော့1 2 3 4 5 6 9 10ကိုဆိုတော့ပုံကကြီးမှဒီ9ကွက်။အဲ့မှာပုံစတူစတူရန်ကကြီးဒီ1စင်တီမီတာအနာများရှိတော့စတူရန်ကွက်ကိုွက် ရှိသည်ဒီမှာရည်ကြည့်လိုက်မယ်1 2 3 4 5 6 9 10 10ွက် ဆိုတော့ပုံခွေတွင်10စင်တီမီတာအနားများရှိသောဆွေရန်ကွက်10ကွက်ရှိသည်။နောက်ခုနကသိပြီးသွားပြီဟုတ်ပြီနော်။ဒါဆိုရင်ဘေးဟာကပိုကြီးတယ်လေ9ကွက်နဲ့10ကွက်နဲ့ဆိုတော့ဆွေရန်ကွက်10စင်တီမီတာဆွေရန်ကွက်10ကွက်ရှိတယ်။ဒေါမန့်စတုကန်ခွေသည်ပို့ပြီးတော့မှအေရီယာပို့ပြီးတော့ကြီးမယ်။ဟုတ်ပြီနော်။နောက်တစ်ခုကမျက်နှာပြင်တစ်ခု၏အရွယ်အစားကိုဖော်ပြရင်အေရိယာဟူသည့်စကားလုံးကိုအသုံးပြုကြသည် ခုနကဆံမတို့တိုင်းလိုက်တာသည်မျက်နှာပြင်တစ်ခုလုံးအဲ့ဒီမျက်နှာပြင်တစ်ခုလုံးရဲ့အရွယ်အစား ဒါလေးပေါ့နော်ဘလောက်ရှိတယ်လဲဒီမျက်နှာပြင်တစ်ခုလုံးကိုအဲ့ဒီအဲ့ဒါကို area လို့ခေါ်တယ်ဟုတ်ပြီနော်မျက်နှာပြင်တစ်ခုရဲ့အရွယ်အစားကိုဖော်ပြခြင်းသူ့ area လို့ခေါ်တယ်အဲ့ဒီစကားလုံးကို area ဆိုတဲ့စကားလုံးသုံးပြီးတော့ဖော်ပြမယ်10 cm အနားအသီးသီးရှိတော့ student တစ်ခုရဲ့ area ဒီလိုမျိုးပေါ့နော်ခုနဆရာမတို့စုရန်ကွက်ကလေးတွေနဲ့ရှားတယ်ဒီလိုမျိုး1စင်တီမီတာအလားဒီဘက်1စင်တီမီတာ1စင်တီမီတာရှိတဲ့ area ကိုကြတော့1 2စင်တီမီတာလို့ခေါ်ပါမယ်တဲ့1 2စင်တီမီတာလို့ခေါ်ပါမယ်ဟုတ်ပြီနော်ကဲဒါဆိုဆရာမတို့ခုနကပုံနှစ်ပုံပြန်သွားဒါဒီစုရန်ကွက်ဒီတကွက်နှစ်ကွက်ဒါဒီဂျာကို1 2ရန်စင်တီမီတာရှိတဲ့1 2ရန်နော်1 2ရန်စင်တီမီတာရှိတဲ့အာဒီ area လို့ခေါ်တယ် distance centimeter area distance centimeter လို့ခေါ်တယ်။ဒါဆိုဆရာမတို့ဒါဒီ6ကွယ်ဆိုတော့6 distance centimeter ဖြစ်သွားပြီ။ဒါဒီ10ကွယ်ဆိုတော့10 distance centimeter ဖြစ်သွားပြီ။ရပြီနော်။ဒါဒီဘက်10 centimeter ဒီဘက်10 centimeter ဒီဘက်10 centimeter ဒါလေး10 centimeter ရှိတဲ့ဒီရရဲ့ area ကို10 distance centimeter လို့ခေါ်တယ်။ဒါဆိုရင်ဆရာမတို့ဒီမှာ10ကွယ်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့10 distance centimeter လို့ခေါ်မယ်။ရပြီနော်။ distance centimeter ဒီ area ဤ unit ဖြစ်တယ်။ 2ရန်စင်တီမီတာကအေရိယာရဲ့ unit မျက်နှာပြင်တစ်ခုဤအေရိယာကိုထုံမျက်နှာပြင်ပေါ်ရှိ2ရန်စင်တီမီတာ2ရန်ကွက်အခြေအတွက်ပြဖော်ပြသည်2ရန်စင်တီမီတာအကွက်ကလေးဒီလိုပဲခုနကဆရာမတို့ကွက်လိုက်တယ်လို့မျိုး2ရန်စင်တီမီတာအကွက်ကလေးဒီတကွက်2ရန်စင်တီမီတာတကွက်နှစ်ကွက်၃ကွက်၄ကွက်၅ကွက်ဆို10ကွက်ရှိ10 2ရန်စင်တီမီတာလို့ခေါ်မယ်ဟုတ်ပြီနော် ရာကွက်လက်ဖြစ်လိုက်မယ်စတူယန်ကကြီးဧရိယာတီကဲခုနကဆံမလို့ပြောပြသွားရပြလို့ရှိလေ6စတူယန်စင်တီမီတာရှိမှာပေါ့နောက်မှစတူကန်ခကွေရဲ့ဧရိယာကကြတော့ခုနကရှင်မီတာ10စတူယန်စင်တီမီတာရှိတယ်ဒါကြောင့်ကွက်လက်တီကွက်လက်စတူယန်စင်တီမီတာပိုကြီးတယ်ဘာကပိုကြီးရလဲဆိုတော့နောက်မှစတူကန်ခကွေဆိုတော့နောက်မှစတူကန်ခကွေဤဧရိယာဧရိယာနော်နောက်မှစတူကန်ခခွေဤဧရိယာတီဘလောက်ပိုကြီးတယ်လဲဆိုတော့ 1စုရန်စင်တီမီတာပိုကြီးသည်1ပဲပိုကြီးတာရပြီနော်ကဲဒါဆိုဆရာမတို့နောက်ကနံပါတ်4ကိုတော့နောက်ဗီဒီယိုမှာပဲဇမဆက်ပြီးရှင်းပြပါမယ်အချိန်လည်းမရတော့လို့ပါအဲဆိုတော့ခုလိုဆုံးထိနှောင်းပေးတဲ့ကျေးဇူးများတင်ပါတယ်ရှင်